ဒီနေ့ပိုင်းမှာတော့ရှင်ရမင်းကလေးဆိုတာကိုဟီရာလည်းတိသွားခဲ့ပြီးတော့ဇီမိုကတော့သူရှာနေတဲ့ကောင်မလေးကိုတွေ့ပြီးမို့သူနဲ့အတင်းခေါ်ဖို့လုပ်ပါတော့တယ်။ရှင်ရလည်းရှင်ရအောင်လူးနေခဲ့ပြီးတော့ငယ်ကလေးကသူ့ကစားခရာတွေကိုအမဲယူခဲ့ပေမဲ့ဒီတစ်ခါတော့သူပိုင်ဆိုင်ရမယ်ဆိုတဲ့ဇီမိုနဲ့လည်းပြန်လူရပါတော့တယ်။အနာကိုလာလို့ကကိုက်ပြစ်မယ်လို့သူကလှဲထွက်လာတဲ့အချိန်မှာပဲကြပြားဆရာမင်းသားနှာဘူးရဲ့မျှားကလည်းသူ့မရဲ့ဘက်ကိုလှဲလာပါတော့တယ်။ ရှီယန်တစ်ချက်ထိုးလိုက်တာကြောင့်နှာခေါင်းတိထွက်သွားပြီးတော့တကယ်ကဂျွန်မင်သားဖြစ်နေခဲ့ကခမီးတော်မတီအောင်နန်းတော်ကထွက်လာတီသွားမှမကြောက်ဘူးလားလို့ရီယာလည်းမေးလိုက်ပါရဲ့စီမိုကသူ့အပိုင်ပဲလို့ဆိုတာဖတ်နေကြတဲ့အချိန်မှာပဲမင်းသားကြီးကရှီယန်ကိုစစ်ဆေးဖို့လိုအပ်နေရဆိုတာကြောင့်စီမိုရဲ့အသွေးထဲမှာတော့ရှီယန်ဝင်မင်းသားကြီးကကြိုက်နေတာကြောင့်စင်ကျင်တွေလို့ထင်နေခဲ့ပါရဲ့နန်းရှင်းဝန်ကလည်းရောက်လာခဲ့အကြောင်းရှင်မင်းသားကလည်းရှော့ပေးလိုက်ခဲ့တဲ့အချိန်မှာလူတစုကဆိုင်ကိုဖျက်ဆီးဖို့လာခဲ့အကြောင်းကြီးကရှာကာယာကိုဆူဆီးပြလိုက်တာနဲ့တိပစ်ကျွအောင်လည်းပြေးသွားခဲ့ရပါရဲ့ စီမိုးရဲ့နန်းဆောင်တန်းမှာတော့ရှီယန်ကိုရေရှိုးခိုင်းထားလိုက်ပြီးတော့သူမရဲ့အသွေးထဲမှာမင်းသားစီကြောင်ဆိတ်ချုပ်သွေးနေတဲ့အချိန်မှာမူရှီတို့ကတော့ရေကြောင်အားလန်းသွားခဲ့တာဖြစ်ပြီးတော့သူမရဲ့အနာကိုလာဖို့လည်းခက်ခဲနေခဲ့ပါတယ်။အလားပါဆုံးဖြစ်သွားခဲ့ပြီးတော့ကျေးဇူးတင်ကြောင်ပြောကထွက်သွားဖို့လှုပ်ခဲ့ပြီးမဲ့လဲစီမိုးကသူ့ကတကယ်မြင်မြင်ချင်းချမိသွားတာသူ့ရဲ့မင်းသမီးလို့ပြောနေခဲ့တဲ့အချိန်မှာနန်းဆောင်ကလူတစုကစီမိုးလည်းလာပြီးတော့ခေါ်သွားခဲ့ပါတယ်။ အခန်းပြန်ရနေပြီးတော့ပြောင်းတစ်ခုကထွက်လာခဲ့ပြီးတော့အစိမ့်ငွေဖြစ်နေခဲ့ကရှီယန်ဟာလည်းမင်းပြောသွားခဲ့ပါ诶ရှီယန်ရဲ့ပုံပြပြီးတော့နန်းတော်ထဲမှာရှာခဲ့ပြီမဲ့လေဒီလိုမျိုးအိမ်ကူကမရှိဘူးရှန်အော်မျိုးနဲ့ဆူကမင်းသမီးဖြစ်နိုင်တယ်လို့ပြောလိုက်ခဲ့အကြောင်းဂျီကလည်းစီမိုးရဲ့နန်းဆောင်ကိုလိုက်ဖို့ချက်ချင်းပဲပြင်လိုက်ပါ诶စီမိုးရဲ့ညမဂျုံရလာကင်ကိုအဆက်ဆုံးနဲ့ရောလုထားတာကိုလာကျွေးခဲ့တာဖြစ်ပြီးတော့စီမိုးကတော့ရှီယန်စီကိုအသိမ်းပြန်ပြေးသွားခဲ့ပါ诶 အဆောင်ထဲမှာတော့ရှီယန်ရှိမနေခဲ့တော့ပဲငကားကြောက်ခင်တခုလာတန်ခဲ့တာမို့မင်းသားကြီးကခေါ်ဝါခဲ့လို့စီမိုကလည်းထင်သွားခဲ့ပါ යි တစ်ဖက်မှာလည်းရီယာရှန်အော့ကဆီလိုလိုက်တဲ့လုကြံသူထင်ပြီးတော့စစ်ဆေးဖို့စီမိုစီကပြန်လာခေါ်တဲ့အချိန်မှာတော့လမ်းမှာစီမိုနဲ့တိုက်မိခဲ့ပါတော့တယ်ရှီယန်ဖလာတယ်လို့ထင်ပြီးတော့စီမိုပြန်လာချာနေတဲ့အချိန်မှာပဲစီမိုကဆွဲပြားလေးကိုထုတ်ပြလိုက်ပေမဲ့ရီယက်ဟာလည်းရှိနေခဲ့ပါတယ်ချက်ချင်းပဲသဘောပေါက်သွားခဲ့ပြီးတော့ဂျူမီလာစီကိုလည်းလာခဲ့ပါတယ် ရှီယန်ကိုကျိုးရည်နဲ့တုတ်ထားလိုက်ပြီးတော့ရုံမရဖြစ်နေခဲ့ကဖန်စီထားသူဂျွန်ကမင်းသားနှစ်ယောက်ကရှီယန်ကြောင့်ရန်ဖြစ်နေတဲ့ပြဿနာတွေကိုသူကလည်းပါဝင်ရှင်လာကြောင်ပြောလာခဲ့ပါ යි ။သူကငယ်ကလေးကပေါ့ပါပါနဲ့ဘွားကိုရှင်းသာစွာဖြစ်တန်းလာခဲ့ရပေမဲ့လည်းမင်းသားကြီးကြောင့်အင်းရှိဆန်မင်းသားဘွဲကိုရလာခဲ့တဲ့အချိန်မှာတော့ပင်ပန်းခဲရတာတွေတော့အမုန်းကြီးမုန်းနေခဲ့ပါ යි ။ရှီယန်ကိုက်လိုက်ခဲ့တဲ့အကွင်းကိုလည်းသဘောကျနေခဲ့ပြီးတော့ရှီယန်ကျိုးပြပေးဖို့ပြောတဲ့အခါမှာတော့ကျိုးပြလို့ရှိရင်သူ့ရိုက်မြန်မှန်လည်းတိနေခဲ့ပါ යි ။သူနဲ့တူတူနေမဲ့ဆိုရင်လက်ဆောင်အနေနဲ့ဘူးလေးထဲကကြောက်စိမ့်နှကတ်တဆောင်ပေးမယ်လို့သူကလာပြီးတော့ပြခဲ့ပါ යි ။ရှီယန်ကသူမရဲ့ န်တီနဲ့ပသက်နေခဲ့တဲ့ကြောက်စိမ့်တဲ့ကောက်ကိုမင်းသားနဲ့ဘယ်ရရလဲလို့မေးရချင်းပါပဲ။ဂရန်ကရလာခဲ့ကြောင်းမင်းသားချုံကလည်းကြွားလုံးထောင်းနေခဲ့ပါလေ။မလို့ရှင်ကြောင်းနဲ့သူကမင်းသားကြီးနဲ့လက်ထပ်ထားတဲ့မင်းသမီးလို့ဆိုကထိုးပစ်လိုက်ခဲ့ပေမဲ့လည်းမင်းနဲ့ယူရတော့ရီရဲ့လက်ထပ်မဲ့မင်းကလေးကိုဖျက်ဆီးဖို့အတွက်အင်ဂျီကိုချုပ်ကတေးတမျမျနဲ့ရှစ်တိုးလာခဲ့ပါလေ။ကျွန်းရဲ့မိမလည်းရောက်လာခဲ့ပြီးတော့စပင်ကိုဆွဲခုတ်ထုတ်လာခဲ့တဲ့အချိန်မှာပဲဟီတို့ကလည်းအဆောက်အုံစောက်ကန်ပြီးတော့ရောက်ရှိလာခဲ့ပါ诶။ရှီယန်ကိုပြန်ပေးဖို့ပြောပြင်မဲ့လည်းညင်းလာကြအောင်ကြောက်စင်းဆွဲပြရောလည်းပြလိုက်ပါ诶။ ကောင်းကင်နယ်မြေကြီးအပြင်ရှီလောက်ဆောက်ရှီစနီးရှိမှာမဟုတ်တာတွေမဆွဆွဲဖို့ပြောပေမဲ့လည်းရှီယန်ကိုတွေ့မိကြအောင်သူမိမပြောလိုက်ခဲ့အကြောင်းခေါင်းမိတောက်ခဲ့ရပါ诶အခန်းထဲမှာတော့ရှီယန်ရှိမနေတော့ပဲကျွန်းကမင်းသူမအောင်ဆွလန်းနေပြီလားဆက်အော့မျိုးနယ်ကမင်းသမီးရရင်ရန်သူဖြစ်ရမှာလို့ပြောလိုက်ခဲ့အကြောင်းရှီယန်မင်းသမီးဆိုတာကြောင့်ဇီမိုလည်းကြေကွဲခဲ့ရပါ诶 လေဘေးကိုညှိပြီးတော့ရှိုးဖို့လုပ်နေခဲ့ပေမဲ့သူ့ကိုတက်လိုက်ပြီးတော့အင်းရှင်မင်းသားဘွဲကိုပြန်ယူလို့ဆိုတာကျွန်းကပြောနေခဲ့ပြီးတော့ဇနီးဖြစ်သူကအသေးအတန်တောင်းပန်ပြီးတော့သူမအခန်းထဲမှာရှီယံကိုထားခဲ့တာဖြစ်ကြောင်းနဲ့ဂျီတို့လာခါနေမှာပျောက်သွားခဲ့ရလို့ချိန်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်သူမိမသူ့ကိုရှင်းနေတယ်လို့ဆိုကကျွန်းကလက်မထောင်ပြလိုက်ပြီးတော့ရီတို့ကကျွန်းရဲ့မိမကြောင့်ထွက်သွားခဲ့ပါ诶 ရှင်ရန်လေရှင်ရဲ့မင်းသမီးဆက်မလို့ဖို့ဆုံးပြတ်လိုက်ကအင်ပြန်ဖို့လည်းပြင်ဆင်လိုက်ပါအနီရှုကနကောက်ကိုကိုနဲ့မကွာဆောင်းလာခဲ့ပြီမဲ့လေမင်းသားစီကိုရောက်ရှိနေခဲ့ရကြောင့်အန်ဒီကိုစိတ်မရှတော့ဘဲနဲ့ဂတိမတိရဲ့ဖားခင်ကြောင့်အင်ပြန်ဖို့လုပ်ခဲ့ပါအစကန်းတစ်ခုထဲမှာတော့အနောက်တိုင်းမျိုးနွယ်တခင်ဆိုတာဂရမ်မီတာစုပွဲကိုတတ်ဖို့ကြောက်လန့်စရာကောင်းတဲ့မျက်နှာနဲ့ရဲမက်ကိုလည်းပြောလိုက်ပါအေး